ูเลยยิงคုံเนี่ยตูเลยยิงคုံเนี่ยเล็งยาได้ฟีลิ่งเนี่ยไม่ดูอ่ะคราวนี้อ่ะเมนทมี่ก็เล็งยาอ่ะดิกูอ่ะเมนทมี่สุปิตะเซนเล็งยาอ่ะทีนี้ก็จ้ะรอตรุทมี่สุปิตะเซนเล็งยาอ่ะปะเนาะไอ้คาจ้ะรอฟีลิ่งไม่ดูเนเนยิงคုံเนี่ยยิงตုံเนี่ยเอ่ออมายุขึ้นตัวมาเอ่อมะละมาอะไรမျိုးซูราปะเนาะอะไรမျိုးก็ยิงตုံๆนี้เนี่ยเป็นเล็งไปได้อ่ะบาเลยไมซงค่ะตองจิมิวก็ใส่ชิตรุเลย တောင်ကြီးမြို့စိန်တဲ့ကျောက်ထည်အထူးရောင်းပေါ်တော်ကြီးကိုအောက်တိုဘာလ16ရက်နေ့မှ19ရက်နေ့ထိတောင်ကြီးမြို့မှာဈေးရှိမှရှိတဲ့ City Square Shopping Center မှာကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးမော်ဒယ်ဇိုင်းများဖြစ်တဲ့စိန်တဲ့ကျောက်ထည်များကိုဥချော်ရင်မှတ်ထဲက Shopee ဈေးပြင်ဘာဝဲဝဲအမြင့်ဆုံး20ရာခိုင်နှုန်းထပ်ဆောင်းကန်တူခွင့်များနှစ်နှစ်ပြည့်ပါက200ရာခိုင်နှုန်း3နှစ်ပြည့်ပါက300ရာခိုင်နှုန်း4နှစ်ပြည့်ပါက300ရာခိုင်နှုန်း5နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြင့်အများဆုံးပြန်ပေးမယ့်အစီအစဉ်ကြီးလုံးဝမရှုံးတဲ့ရာသက်ပံအလဲဆီ ိုးပါဆက်နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ့်ဖြင့်တမိုးချင်းအိမ်သုံးနှစ်စစ်ပစ္စည်းများကိုလည်းတစ်ခုဝယ်တစ်ခုမြတ်တာလက်ဆောင်အနေနဲ့ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ပွဲကြီးမှလည်းနိုင်ငံကျော်အနုပညာရှင်များပါဝင်ဖျော်ဖြေပေးသွားအောင်မှာဖြစ်တာကြောင့် Lucky Timers မြန်မာရှိနေမယ့်တောင်ကြီးမြို့က City Square Shopping Center ကိုဆက်ဆက်ကြွားလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။အဲဒီနေ့လေးကတော့ဒီစုပြည့်ရဲ့တော့ပွဲဥထွက်လေးပေါ့နော်စေဇက်ကြောင့်လည်းမင်္ဂလာပေါ့နော်ဒါတစ်ဖက်တဘောတူစေဇက်ကြောင့်လည်းမင်္ဂလာလေးမှာအရာကဒီနေ့ ကက်လေးနဲ့ပါဝင်ပြီးတော့အဖြည့်ထားပါတယ်ဆိုပြီးသူတို့ကတော့တောက်လျှောက်လည်းလိမ့်လာတယ်ဟိုကားရိုက်တရောဒါပွဲတက်တရောတော်တော်များများပေါ့နော်ကြောညာရောတောက်လျှောက်တောက်လျှောက်တိုက်ရိုက်ဟိုပေါ့နော်တောက်လျှောက်တော့လိမ့်လာတယ်ဒါပေမဲ့ feeling ချင်းမတူဘူးเนาะဒီနေ့ကျတော့အမှန်တိုင်းပြောလို့ရှိရင်ကိုလဲရင်ခုန်တယ်သူလဲရင်ခုန်တယ်အဲဘယ်လိုပြောမလဲ လိန်ရတဲ့ဖီလီချင်းလည်းမတူဘူးအခါတိုင်းကမင်းသမီးကိုလိန်ရတာလေကိုကမင်းသမီးစုပြည့်တစင်ကိုလိန်ရတာဒီနေ့ကကျတော့သရိုးသမီးစုပြည့်တစင်ကိုလိန်ရတာပေါ့နော်အဲဒီခါကျတော့ဖီလီချင်းမတူနည်းနည်းရင်ခုန်တယ်ရင်တုံတယ်အမှားယွင်းဖြစ်သွားမှာမလှမှာအဲ့လိုမျိုးဆိုးတာပေါ့နော်အဲ့လိုမျိုးပေါ့ရင်တုံတုံလေးနဲ့ပဲလိန်ပေးလိုက်ရပါတယ်ဒီနေ့မနေ့ကလောကြီးချင်းနေတုံနေအောင်ကိုတွေ့ရတယ်ကြည့်ပြောစိတ်ရှာသရိုးသမီးကဘယ်လောက်ထိရင်တုံနေလဲဆိုတော့ပြောချင်းလုံးပြောရင်ကျမရင်နေတုံလိုက်တာကျမရင်နေခင်တာသမီးစိတ်လျှော့စိတ်လျှော့ကိုကြိုက်တယ် သူ easy ပြီးွားမယ်ဒါပေမဲ့သူ့ကိုသာပြောနေတာကိုလည်းရင်တုံနေအခမ်းမဝင်ဒီကိုခမ်းမဒီပွဲမထွက်ခင်ဆိုခမ်းမလည်းကိုဝင်ကြည့်ပါဘာလို့လဲပေါ့နော်ဘာလို့ဖြစ်နေဆိုဝင်ကြည့်အောင်အားလုံးသူကနေသူတော်နော်အလုပ်ပေးထားတဲ့သူတွေ planning ဘိုင်းအောင်အားလုံးကသူကနေသူ quality messy ဖြစ်နေတဲ့အခါကြတော့လေအဲ့မှာစိတ်အေးွားပြီးတမိအဆင်ပြေတယ်အားလုံး okay ပဲပေါ့နော်ဆိုတော့အဲသူမဝင်ခင်မှာ luckily နဲ့တုံနေတော့တွေ့လိုက်တယ်ပန်းလေးရတုံနေလက်ကైပန်းလေးရတုံနေ luckily တုံနေသူပြီးမှမရဘူးရှင်ပြောနေကြရည်လေ အဲ့တော့မစမ်းလိုက်ရဘူးတော့သူ့ကိုကပြောထားတယ်တမီးလို့စီးစပွဲလို့ဟိုဘောနော်ဒါပြီးကြတဲ့ရက်တည်းကလည်းအလောက်ကမပြတ်ဘူးဘောမပြတ်တဲ့ခါကျတော့စီးစပွဲနေကြရင်ကောင်းကောင်းအိမ်လာပြီလို့ပွဲ10နိုင်မှောက်ဘူး10နိုင်မှောက်ဆိုတော့မတို့ထုံးစံကပွဲ10ခွဲမှထွက်တာကို10ခွဲမှထွက်တာဆိုတော့အဲ6 45 9နိုင်ခွဲတော့ပြီးရပြီကိုပြပြီဆိုတော့တမီး7နိုင်လောက်မှမတို့လိမ့်လိုက်မယ်လို့မတို့လိမ့်လိုက်ကြမယ်ဒါဟိုကပေါ့နော် ိုစောစောအစောကြီးလိမ့်နေချင်းပင့်မှန်းနေတမီးဟောပြတ်သွားမယ်ပေါ့နော်ဓာတ်ပုံကပြီးမှရိုက်ပြီးမှယူပေါ့နော်အဲ့လိုမျိုးလေးတော့မလားပြောလိုက်တယ်ပြောလိုက်တော့သူဒီနေ့သူနဲ့ကိုနေကအဲသူ့ကို9နိုင်လောက်မှထားခိုင်းတာလား9နိုင်လောက်မှထားရေမိုးချိုစားတောက်ပြီးရလို့ရှင်10နိုင်လောက်ကျရင်လိမ့်ကြိုက်မယ်ဆိုရင်သူလည်းကူပြောတဲ့အတိုင်းပဲ10နိုင်လောက်မှလိမ့်လိုက်ကြတာပေါ့နော်သူကကြ तू ကပထမနေ့ကအိတ်မပြောတာမနေ့ကညကျတော့အိတ်ပြောတယ်အိတ်အိတ်သွားချလိုက်တာတဲ့အိတ်သွားချလိုက်တာတဲ့ အိပ်ပျော်တယ်တဲ့အဲ့လိုပြောတယ်တမီးမျက်နှာအစင်ပြေရလားမျက်နှာပြေတည်ရလားပေါ့နော်မျက်တွင်းတွေပါရင်ကြာရကြာနေလားပေါ့နော်ပြေရလားတမီးပြေတယ်အစင်ပြေတယ်မျက်နှာကြည်တယ်ပေါ့နော်အဲတမီးလည်းဒီနေ့စိတ်လေးကြည်နေတယ်လေကောင်းတယ်တမီးလို့မင်္ဂလာယူတဲ့အချိန်မှာဒါစိတ်ကြည်တယ်ဆိုတာကောင်းတယ်ပေါ့နော်အဲတခြားဘာတောင်းနေမှနောက်ဆုံးဖြစ်နေပေါ့နော်စသဖြင့်တော့ပြောဖြစ်ပါတယ်တိလေတော့အရင်ဖြစ်တာပေါ့ဒါဝစ်ဆုံဝိုင်းမှာဆိုလို့ချင်တာအန်ဒီဘောက်ကအန်ဒီဘောက်စီယာရောအန်ဒီဘောက်အန်ဒီဘောက်ဝစ်ဆုံလေးလည်းအရင်လာပြီးနုနုပပတ်ကလေးသူနဲ့လည်းလိုက်တယ်ရှင်းရှင်းရိုးရှင်းရှင်းလေးနဲ့အဲမယိုးမဆန်းလေးပေါ့နော်မယိုးမဆန်းလေးမယိုးရှင်း ချင်းလေးနဲ့ပုံပက်လေးနဲ့ဆိုတော့သူ့ကိုလေပန်းမွေလေးနဲ့တူအောင်နှင်းစီပန်းကင်းလေးတီးနေတယ်လို့လေပန်းရောင်ပြပြလေးပြင်ပေးထားဖြစ်တယ်ဟိုအများကြီးမပြင်ဘူးပေါ့နော်အဲစူပီယာကျတော့မိတ်ကက်အများကြီးပြင်လိုက်တယ်မိတ်ကက်တွေများသွားတယ်ဆိုရင့်သွားတယ်ပြီးတော့အဲလွတ်တစ်မျိုးဖြစ်သွားတယ်တော့လေအမနာကျတော့အဲ့လိုမျိုးတိတ်မကြိုက်တဲ့ခါကျတော့အဲသူ့ကိုပပပြပြလေးပဲပေါ့နော်ဒီဝတ်စုံလေးနဲ့လိုင်းအောင်ဝတ်စုံလေးနဲ့ပန်းနီအောင်လှလာလေးအဲ့ပတ်ဝတ်စုံလေးကလည်းလာတဲ့ခါကျတော့အဲ့ဒီအဲ့ဒီဝတ်စုံလေးပေါ်မှာပဲဟိုနှင်းစီခင်းလေးမှာတီးဖြက်ပြေးရတဲ့ကမင်းမပြိုလေးပေါ့နှင်းစီပင်နှင်းစီခင်းလေးမှာဖြက်ပြေးရတဲ့မင်းမပြိုလေးအသွင်လေးအဲပိုင်းလို့ ောင်ပြပြလေးနဲ့ပပလေးပဲပြင်ပေးထားပါတယ်ကြကြရရလေးပေါ့နော်ဟုတ်နော်ခုနပြောသလိုပေါ့နော်သူတို့သမီးစုပြည့်စင်ဖြစ်တဲ့တကြောင်လို့ရင်ခုန်မှုကြံမတူဘူးပေါ့သူကတော့သူ့သူတို့သမီးလို့အရေးတကြီးကြီးနေရေးတကြီးကြီးနေတော့လိုက်ကြည့်နေအစင်တီရဲ့လားပေါ့နော်တထုံးပြန်နိုင်ပေါ့သူက AC ပဲလေသူရဲ့လက်ကင်တက AC ပဲလားကွာဒီနေ့တော့သူ့ကိုမစားတယ်ခိုင်းစေများသူ AC ပဲလားကိစ္စရုပ်သူမစားဒါပေမဲ့ဒီနေ့ကြည့်ရတဲ့လောက်တော့အမနာကသူ့ကိုကဘာတွေ့လဲဆိုတော့ သူတို့သမီးလို့အရေးတကြီးကြီးနဲ့အဲ့လိုမျိုးလိုက်ကြည့်နေရယ်ပိုဘက်သွားရယ်မှန်သွားကြည့်ရင်သူမှန်နာလိုက်လာတယ်ဒီဘက်သွားရယ်ဒီဘက်လိုက်လာရယ်ဒီလိုတရားကိုမလို့တော့ဘူးခါကြလို့ရှင်ကိုတော့နောက်ဆုံးနေရဩဟဲ့อืมအစင်ပြေလာကြည်ရတာอืมအခုဟိုနေ့ကကြောင်ညာရိုက်တော့ကြောင်ညာဒါလာတက်မွေဒါလာမမမေအဲ့တော့မှာစမင်းလေးညိတော့ကိုကပြေးွားလှုပ်ပေးမယ်ပေါ့အဲ့စမင်းကြီးဆာသူကလှုပ်လိုက်ပါလားအော်ကိုလည်းပြောလိုက်ပါလေလှုပ်ကွက်ပြောက်သွားပြီစမင်းလှုပ်ကွက်ပြောက်သွားပါပြီကိုတော့ ဟာထားမှာပါမထားလို့မရအောင်ဒီတာမြို့သားရန်ကြီးစိုက်ပြီးရဲလိုက်ပြီးတော့ကိုရာမနော်ဘေးရောက်ပါမလားမသိနော်ဘေးတော့ရောက်မှခဏတော့အင်းရှိမှငုတ်တူသွားထိုင်နေမှာကိုတမီလေးပေါ့နော်ဒါအမနာကစုပြည့်နေတာနှစ်တူလဲကြာပြီပြီးတော့မင်းသမီးဆိုတာထက်အဲသူ့ကိုကိုယ့်ရဲ့ဒါကျေးဇူးရှင်လို့ ကိုယ့်ရဲ့သမီးလေးလိုကိုညမလေးလိုမျိုးစုံပေါ့နော်အဲ့လိုမျိုးဟိုဗလာကခံစားပြီးတော့ရှိတယ်သူ့ပုံမှန်လည်းဒါကိုယ်အရင်လဲချက်တယ်အရင်လဲဟိုအကောင်းဆုံးတွေပဲလုပ်ပေးခြင်းနဲ့ကိုသမီးလေးပေါ့နော်ကိုသမီးဟိုပြောရမယ်ဆိုရင်အိမ်မှာနေရတာထက်ပေါ့နော်စုပြစ်သင်းရဲ့နားလေးမှာနေရတာအမနာကပို့ပြီးတော့များတယ်24နာရီရှင်နိုင်20လောက်ကသူ့စင်နာမှာပဲနေရတယ်အိမ်ပြန်တဲ့ချိန်အိတ်တဲ့ချိန်ပဲအဲ့လိုမျိုးဖြစ်နေတာပေါ့နော် live series ရှိတော့ live series အခုကြာလကားရေးတင်တဲ့ဒါကြောင့်ညာရင်တစ်ဆက်တစ်ပြုံနော်အဲ့လိုမျိုးကြောင့်တော့ ပျော်တယ်ဗောနော်သူ့အတွက်ပျော်တယ်အဲမိသားစုလေးအဲတိုက်တိုက်ဝုံဝုံဖြစ်ပြီးတော့ဟိုအောင်မင်းအောင်ပေါင်းရပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအဆသရာအောင်မြင်ပါစေအဆသရာအဆင်ပြေပါစေအဲရှာသမျှဥစ္စာစီးပွားရေးလည်း ဖြစ်ထွန်းပါစေထွန်းပေါက်ပါစေเนาะအမရလင်းကိုလည်းအမြဲတမ်းအိမ်မှာခေါ်ရနိုင်ပါစေသူကလေသူပြည့်ရတစ္ဆာရှိတဲ့မင်းသမီးတွေမှာပါတယ်ပေါ့เนาะဒါဟိုသူ့လိုပဲအမရတို့လည်းဒါအမရလည်းသူ့ပဲပေါ့เนาะသူလည်းကိုယ်ပဲအဲ့လိုမျိုးဟိုတိုင်ပေါ်တိုင်ပေါ်တော့တခါလေးကိုမအိုင်းရင်တော့ကိုယ်ကလူမျိုးတရားခဏထည့်ပြီးလိုက်တယ်ပြီးရင်ကိုယ်ပြေးရွာပြီးလိုက်ကွာကိုသမီးလေးဆိုဆက်ဆက်စိတ်မချဘူးလေအခဏလောက်နေပြီးပါတပယ်လေးနဲ့ခဏထားခဲ့တယ်ခဏလေးနေပြီးပါသူရှင်မလားပြန်ပြေးတာပဲဆိုတော့အဲ့လိုမျိုးပေါ့เนาะသူလည်းကိုယ်တယောက်တည်းကိုပဲဟိုအလုပ်တွေပေးပြီးကိုယ်တယောက်တည်းကိုပဲဒါတစ္ဆာရှိတွေသူ ကိုကလည်းကိုဘကလည်းအကောင်းဆုံးလုပ်ပေးထားပါတယ်ဟုတ်တယ်သူတိတ်မပြောင်းဟုတ်တယ်တကယ်ပွဲဥထွက်မှာလည်းဒါကိုရဲ့အမေကိုတတိတရရဟုတ်တယ်ဟုတ်တယ်ချစ်ခင်ရပါတယ်တကယ်လဲဟိုဝမ်းသာရပါတယ်ဟိုပြောမယ်ဆိုလို့ရှိရင်ပီတိဖြစ်ရတာပေါ့เนาะဒါကိုယ်ကိုမမေးမယောနဲ့ဒီပွဲလေးတွေပေးလိမ့်နေဒါသူသူဆိုရင်ဒါမင်းသမီးလေမင်းသမီးအဖြစ်ကိုသူတို့သမီးဟိုအမနာဟိုရှေ့မှာလည်းပြောခဲ့ပါတယ်သူတို့သမီးဆိုတာကသူစိတ်ကြိုက်လုပ်ခွင့်ရှိတယ်အမနာလည်းအမြဲတမ်းပြောတယ်သမီးအမနာကိုအာမနာနဲ့ ဟိုကို့အားနာပြီးတော့အဲ့လိုမျိုးမလုံနဲ့တမီးအစဉ်ပြေတဲ့သူနဲ့လိမ့်ကိုတမီးကြိုက်တဲ့သူနဲ့လိမ့်တမီးဟိုဘသူနဲ့ပဲလိမ့်လိမ့်အမနာကဘေးနားမှာရှိနေမယ်အကောင်းဆုံးပတ်ပို့ပေးထားမယ်ဒါနဲ့အမနာမြင်နေပြောပါတော့အဲဒီတရားမှာကိုကိုဒီလိုပွဲလေးကိုပေါ့နော်စစ်စစ်ပွဲလေးကိုအဲလိမ့်ပြီးလိမ့်ခွင့်ပေးတဲ့တရားပို့ပြီးတော့ကျေးဇူးတင်ရပါတယ်ပို့ပြီးချစ်ခင်ရပါတယ်အကိုရောဒါဆုပြေရောပေါ့နော်ကိုငယ်ရောဆုပြေရောပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါရှင်